။စောင့်ပြစ်ပြောတယ်ဆိုလို့ရစောင့်ပြစ်ဖြစ်ကုန်မင်းတို့ဟာဘလိုင်းတယောက်တူချင်းကိုတင်ချကြလို့တူချင်းကိုရင်တိုက်ပွဲဖြစ်လို့ကြတာလက်ခံပြီးလို့ရတယ်။ဒီလိုဘလိုင်းကြီးအဆုံးရှုံးခံနိုင်စရာအကြောင်းကိုမရှိဘူး။ဟိုဘက်ကလို့ဒီဘက်ကလို့နေတဲ့ဟာကျွန်တော်တို့ကအဲ့လိုအင်အားတွေကိုတုံးပိုက်ခွင့်ပေးနေကြတယ်ပေးပြီးတော့အဲ့ဒီဆုံးရက်ကိုချင်းကပ်လို့ရပါဘူး။နောက်တစ်ခုကကျောင်းနဲ့နဲ့ဒေတာတွေလက်ချက်တာတာစီးရင်ပေါ်ဆောင်မှုတွေလုပ်ပြီးတော့နေပြည်တော်ဆုံးမှုတွေကိုလုပ်ပြီးအရေးကြီးပါတယ်။ အလိုချရမီဘပီတူညီကိုမော်ရမာများအလုံးဝမင်္ဂလာပါ news page channel ကနေပြန်မှကြိုဆိုလိုက်ပါရယ်2025ခုနှစ်မတ်လ15ရက်နေ့ကျွန်တော်မနေ့ပိုင်းဗီဒီယိုတင်ဆက်မှုနဲ့ဒီနေ့မနေ့မှာနောက်ဆုံးကြားသိရတဲ့တော်လန်တင်ကောင်းများစွာရှိတာဖြစ်ပါရယ်ဆိုတော့ကျွန်တော်ခိုင်းရင်းလို့ပဲပေါ့နော်အယုံဆုံးအနေနဲ့ video တွေမကြည့်ခင်ပါသတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့မွန်ပြည်နယ်ရေးမြင့်မှာရှိတဲ့ကျမ်းဖက်စစ်တပ်ရဲ့ခလာရဲစကောတရင်မှာတဝင်းထန်းဆောင်နေတဲ့တက်ချက်ကြီးတိုးဖို့ပေါဝင်တတားဆူဆူပေါင်း6ဝဆိုရင်ရေဘလူးတရင်ထားမှာလင်းနေခန်းတွေနဲ့တူလင်းဝင်ရောက်လာတဲ့ဆိုတဲ့တရင်ကောင်းတွေပဲဖြစ်ပါတယ် အလေးဝင်ချင်တဲ့လူတွေရှိရင်တော့ကျွန်တော်တို့ကိုဓာတ်ရိုက်ဆက်သွယ်လို့ရတယ်ကျွန်တော်အသုံးပြုတဲ့ Facebook account တွေရနေဆက်သွယ်လို့ရတယ်အလေးဝင်တဲ့လူတွေအကုန်လုံးကစမုတ်ထမ်းဆောင်မဲ့လူတွေမဟုတ်ဘူးတခြားတသားတွေကတော့ပြန်မဲ့လူတွေကလည်းပြန်မဲ့နောက်ပြီးတော့မှအချင်းတွေကိုကြည့်ပြီးတော့မှတခြားကဏ္ဍပစ်ချမ်းဆောင်မဲ့လူတွေရှိရင်လည်းဆောင်ရွက်တော့မှာပေါ့အတိအကျတော့မမင်းမြန်းရသေးဘူးသူတို့ရဲ့စံတာတိုင်းဆောင်ပေးတော့မယ်ဆိုပြီးတော့မှ ရေဘလူးဖွဲ့ကောင်းဆောင်နဲ့ပြမပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်ရေဘလူးဖွဲ့ဆိုရင်အခုဆိုရင်ပေါ့နော်မွန်ပြည်နယ်ထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုသူတို့အနေနဲ့စစ်ခန်းလိုက်ကိုပြန်ပြီးတော့မှစီးနင်းတိုက်ခိုက်တာလုပ်နေတာဖြစ်ပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကလည်းကျွန်တော်ဒီသူဘက်ကိုခိုးလုံပြီးတော့မှပေါ့နော်အလေးဝင်လာကြတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့မန္တလေးတိုင်းစင်ကူမြို့နယ်လက်ပံလာကျေးရွာကဈေးရောင်းဈေးဝယ်ပြုလုပ်နေတဲ့ပြည်သူတွေကိုဒီကနေ့မွန်လွယ်ပိုင်းစေအုပ်စုကတိုက်လေနဲ့ဘုံကျက်တပ်ဖြတ်လို့ကလေးတငယ်တွေပါဝင်ဒေသခံပြည်သူ၁၁ဦးတေဆုံးပြမတန်းရတဲ့လို့ 30ဝန်းကျင်ရှိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဆိုပါလေကြောင့်တိုက်ခိုက်မှုကြောင့်ကလေးငယ်နဲ့ဦးအပါဝင်ပြည်မဲ့ပြည်သူ17ဦးအသက်ဆုံးရှုံးခဲ့ပြီးတော့မှတိုက်ခိုက်တဲ့ရရှိသူ30ဝန်းကျင်ရှိခဲ့တယ်ဆိုပြီးတော့မှ MDY PDF ကနေပြန်မှပြောဆိုထားတာပဲဖြစ်ပါတယ်။ အင်ချီထောင်နဲ့ချီရှိတဲ့လစ်ပန်လာရွာဆိုရင်မန္တလေးမိုးကိုလမ်းအပေါ်ကလူစီကားတဲ့ကျွတ်ရကြီးဖြစ်ပြီးတော့မှလစ်ပန်လာရွာပါဝင်စင်ကိုနဲ့တန်တယ်လုံးကိုမန္တလေး PDF ဦးဆောင်တဲ့တလိုင်းတရရနေပြီးတော့မှပြီးခဲ့တဲ့2024နှစ်လပိုင်းကလေးကပေါ့နော်တက်ခိုက်တင်ပိုက်ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်စစ်ကောင်စီကတော့ကျွန်တော်ပြည်သူတွေလူစီကားတဲ့နေရာတွေကိုသူရနေပြီးတော့မှပေါ့နော်ပြတ်မထားပြီးတော့မှခုစဉ်လေးချောင်းတက်ခိုက်မှုတွေစစ်တိုင်းလို့ဆောင်လာတဲ့အတွက်ကြောင့်မလို့ကျွန်တော်မြို့ပြည်သူတွေအနေနဲ့ဒီတော်လိုင်းရဲ့ရဲဘော်တွေရဲ့ပေါ့နော်စီမံမှုနဲ့တူ တော်တော်လေးကိုတတိထမ်းမဲ့အခြေအနေကိုကျွန်တော်ခုဆိုတွေ့နေရတာပဲဖြစ်ပါတယ်စကွန်စီရဲ့ဆေးရဆုံးမပြောတယ်ပေါ့နော်ဒီလိုမျိုးလိုရတွေဟာခုဆိုပေါ်ပေါ်ထင်းထင်းလှုပ်ဆောင်လာတာဖြစ်ပြီးတော့ကဘာကနေပြီးတော့မှလည်းမြောက်လိုက်တဲ့အုပ်စုကိုပြည်တန်ချမှတ်ပြီးတော့မှပေါ့နော်ဖောင်ရန်ထုတ်ပြီးဖန်စီတင်နေပြီပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့မှလည်းပထမဆုံးအနေနဲ့ကျဲမှာကတော့မနေ့ကကျွန်တော်ညောင်ကျိုးရဲစခန်းကို အေးနဲ့ပုံတဖို့နဲ့လည်းပြီးတော့မှအပြီးသိမ့်ပတ်ရရှိပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီတဖို့ဝင်တချို့လည်းအရှင်ဖမ်းမိရရှိပြီးတော့မှအေးနဲ့ပုံတဖို့ဝင်ရဲ့နောက်ထပ်စေးပြမဘာလဲဆိုတာကိုပေါ့နော်ဆရာလူမြတ်ကျော်ကလည်းပြီးတော့မှတုံးသက်ပြောဆိုထားတဲ့ပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်စာချေးလေးရအောင်နော်ညောင်တို့ခန့်စစ်ပြုတ်ကျသွားပြီးယူအောင်အပါဝင်၄၀ပါအရှင်ဖမ်းမိရပါတယ်မတာပေါ်တာကတော့ဘဏ္ဍဘဏ္ဍလောင်းမှမတိစစ်ကူလောင်းတရင်ကောင်းမယ်နော်ဖက်စစ်တာ အခတ်တတော်အေနဲ့တပ်ပေါင်းစုကြီးရဲ့မဟာပြူဟာအောက်မှာလဲစင်းခံရပါတယ်။မယုံရှိနေတော့စစ်တွေကြောက်ဖြူရွှေမင်းကန်နဲ့တညောင်တွေကိုထိုးနေတယ်လို့ညောင်ကျိုးညောင်ချေတော့ကပ္ပစာဝင်စီလေစစ်မျက်နှာကြီးကထိုးဝင်လာတယ်။အဲ့တော့အဲ့ဒီမှာအဓိကပါဝင်တဲ့တပ်တွေကျွန်တော်သိတော့အကြောင်းကလိုက်ရင်တပ်တော့ BIA ADBIA တို့အရှိုချင်းတို့ အခတ်တတော်အေးရဲ့ရဲဘော်စစ်တီတက်မှုတွေလို့အပေါင်းဝင်မနှဲလာတော့တက်ပေါင်းစုကြီးတစ်ခုတော့ဘိုးစစ်ဝင်နေတာဖြစ်သွားတယ်။အဲ့တော့ဒီကနေ့မှာကျွန်တော်တို့ညောင်ကျိုးခံစစ်စခန်းပြူဟာမှုပါခွေးပြေးပြေးပြီးတက်ဆုပ်ပါညောင်ချီတော့ဒါနဲ့ပတ်သက်ပြီးဖက်စစ်တက်ဟာဖက်စစ်တက်ဟာအဲကျွန်တော်ထင်တယ်ညောင်ကျိုးညောင်ချီတော့ပြီတာကဆောက်နော်ပြီတာကဆောက်က ဒါကစမူးမယောင်ရဲ့ချိန်ပေါင်းမှုကိုခံရပြီ အလုံးကြီးခက်စစ်ပြင်ဖို့ပြောနေပေမဲ့လေဒီကနေ့ညောင်ကျိုးလုံးဝတိမ်ပတ်ရရှိပါတယ်တရားဝင်အရခတ်တတော်ရဲ့သတင်းတုတ်ဖြန်မှုကိုပဲစောင့်ရမှာပါအဲ့တော့ညောင်ကျိုးပြီးတော့ညောင်စေတော့နောက်ချင်းလုံးကိုချက်ချင်းဝင်စောင့်ရဲစေတောင်းကြီးနှစ်ချောင်းနဲ့ကာပါစာ6ကိုဒီကနေ့ဦးတည်လာနေပါ ညောင်ကျိုးညောင်ခြေတော့ပါတက်ကြရင်အုတ်ရှစ်ပင်မျိုးကတော့မတော်ချောင်းလာပြီနော်အဲ့တော့ဒီနေရာကျခင်မှာလာတော့မှာနော်အုတ်ရှစ်ပင်မျိုးတကြောလုံးအုတ်ရှစ်ပင်မျိုးသူမျိုးသားများအကူလေးကဘေးလို့ရအောင်ရှောင်ထားပါဘေးလို့ရှောင်ထားအရေးကြီးပါလေကျွန်တော်ညောင်ကျိုးကနေကျွန်တော်မပင်ခောက်ကြည့်လိုက်တဲ့အချိန်မှာရန်ကုန်နဲ့နေပြည်တော်ကိုဘလို့သွားရင်ရောက်လေဘယ်နှမိနစ်ကြာမလဲဘယ်နှနာရီကြာမလဲ ဘယ်နှမိုင်ရှိလဲအဲ့တော့ညောင်ခြေတော့ကိုမပြောသေးဘူးအုတ်ရှစ်ပင်ကိုမပြောသေးဘူးတိမ့်ပြီးမှဆက်ပြောမယ်ညောင်ကျိုးကညပြည်ဓာတ်ကဆစီတို့ပြည်စီတို့53မိုင်နှစ်နာရီလောက်ကားပေါင်းရပ်ပါဟုတ်ပြီညောင်ကျိုးကညရန်ကုန်ကိုဘလို့ဆင်းလာလဲဆင်းလာနိုင်ရင်ဆင်းလာခဲ့မယ်ဆိုရင်ရန်ကုန်ကို213မိုင်အချိန်အပြည့်9နာရီနဲ့10မိနစ် ကဲဒီမှာဆီယယ်မြတ်ကျော်ကနေပြတော့မှာပါနော်အခုဆိုရင်ကျတို့ A နဲ့ပွန်းတဖို့နေရနေပြတော့မှာညောင်ချိုး ES ကန်ကိုစတင်ပြတော့မှာပါနော်တင်ပလိုက်တဲ့ဆိုတဲ့သတင်းကိုပြောချထားတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ကျတို့အနေနဲ့ညောင်ချိုးကနေသင့်ညောင်ချေတော့ပါဝင်စစ်ကောင်စီရဲ့ပေါ့နော်အကူထားတဲ့ကပါစာ6တွေကိုစတင်ပြတော့မှာတိုက်ခိုက်တော်ဖို့ရှိနေတာဖြစ်ပြတော့မှာနောက်ဆုံးမှာတော့ရန်ကုန်တောင်မှမဟုတ်ဘူးဆိုရင်တော့နေပြတော်ထိပေါ့နော်ကျတို့ဘက်ကနေပြတော့မှာခြေလမ်းတွေစတင်ဖို့ရှိနေတယ်ဆိုတဲ့အကြောင်းလည်းပြောပြထားတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြတော့မှာစစ်ဘောမှာလော်ဘီတက်တက်ရတော့အခုဆိုရင်ညောင်ချိုးရဲစခန်းကြတာနဲ့ပတ်သက်ပြတော့မှာ တုံလို့ချော်ချောင်းနေတာကိုကြောတွေ့တာဖြစ်ပြီးတော့မတရှိုးတလီတွေရပါနော်။ညောင်ကျိုးစခန်းမကြသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေကြတာကိုကျွန်တော်ခုထိတွေ့နေရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုချိန်မှာစကွန်စီရဲ့ပေါ်တာဆွဲချွန်ခံရတဲ့တသက်တွေနဲ့ကိုရဲ့တနမောင်းကိုမြောင်းပြန်လဲပြီးတော့မှပါနော်။ဒီစကွန်စီရရှိတွေထံကိုပြန်ပြီးတော့မှပြစ်တင်တယ်ဆိုပြီးတော့မှဘူဂျီနီမျိုးစင်ပြီးတော့မှအတိပေးပြောဆိုထားတဲ့ပဲဖြစ်ပါတယ်။ကျွန်တော်တို့အဲ့ဒါလေးဆက်ကြည့်လိုက်ရအောင်နော်။ဓမ္မအတွက်အမှန်နဲ့တရားအတွက်ပြည်သူ့ရဲ့စိတ်ဒီလိုလားချက်အတွက်တို့ကထမ်းဆောင်နေတဲ့သူတွေမဟုတ်တဲ့တကြောင်ဘလို့ အခိုက်အတန့်အားဖြင့်တော့အမိအာနာတင်းကျပ်တဲ့ဒီပြင်းထန်ရက်စက်တဲ့အမိပေးမှုစနစ်နဲ့ပြစ်ဒဏ်ပေးစနစ်တွေကိုအောက်မှာစုဖွဲ့ညီညွတ်နိုင်ပြောင်ရှိပြီတကယ်တော့ဘယ်အရာမဆိုရဲ့အတွင်းအနှစ်သာရဟာအခရာကြတဲ့အင်အားဖြစ်ပါတယ်။ဟွန်းမာလဲဒီတော့ပြည်စုံမင်းရုရှားနဲ့မိစ္ဆာနိုင်ငံတွေကထောက်ပံ့တဲ့လက်နက်ခရမ်းတွေခင်ဗျရန်နေရတယ်ပြည်စုံကောင်ပြည်ဆောင်ပေးမယ်ဒီလက်နက်ဒီခရမ်းတွေဒီသနမောင်းတွေကင်ထားတဲ့လူသားနိုင်ငံသားကျွန်တော်တို့ညီကိုမောင်နှမတွေစိတ်ထားထဲမှာသူတို့ကအမှန်တရားအတွက်ဒီတာဝန်ကိုထမ်းဆောင်နေကြတာမဟုတ်ဘူး အတင်းတမရဲရဲဆက်ဆက်မေးဆွဲလိုပဲဖြစ်ဖြစ်ဖန်စီလိုပဲဖြစ်ဖြစ်စစ်ထဲမဝင်မနေရဆိုတော့တုံးတုံးဖြစ်ဖြစ်ရောက်လာပြီဒီတနောက်ကိုင်းဒီလိုပြစ်ဆုံးဖြစ်ကိုင်းလုံးတာပြရတာသူတို့လိုရတဲ့လုံဆောင်ချက်ဟာသူတို့ဘာတက်ကိုသူတို့ဘာတက်ဆိုရင်ကျွန်တော်တို့ဒေါ်လိုင်းရေးတက်တာသူတို့နိုင်ငံသားတွေကိုတတ်ဖြတ်ဖို့ပြရတဲ့အမိဟာတကယ်တော့ပြည်ထောင်စုချင်းငင်းငင်းဖို့တော်လည်းမဟုတ်ဘူးသူတို့အပေါ်မှာအတင်းတမဖန်စီစစ်ထဲသွင်းခံရတဲ့နောက်မှာကြံခဲ့တဲ့မိသားစုတွေငင်းငင်းဖို့လည်းမဟုတ်ဘူးဘယ်အတွက်လဲသူတို့သိနေတယ်မင်းအွန်လိုင်းနဲ့စစ်ဘိုလ်ချုပ်တစုကုန်းစားဖို့အတွက်ငါတို့ဟာအတင်းတမခိုင်းစီခံရတဲ့လပားစီကျွန်အသက်အေးခံတစားခံဖြစ်နေတယ်သူတို့သိတယ်သိနေတော့ တဏမောင်းကိုဆွဲရမယ်ခွန်အားဟာလက်ညိုးလေးကိုွေးရမှာလက်ညိုးလေးကိုွေးရမှာပဲဒါပေမဲ့ဒီလက်ညိုးကိုွေးရမယ်တဏပြောင်းကိုချင်းရမယ်အခါမှာသူတို့ဟာစိတ်တည်ငြိမ်မှသူတို့ယုံကြည်ချက်ရှိမှသူတို့လုပ်တဲ့အလုပ်ပေါ်မှာပြည့်ပြည့်စုံစုံနဲ့မြင့်မြတ်နိုးနိုးတန်ဖိုးထားတဲ့စိတ်ထားရှိမှချိန်တော်ဥတီယာနဲ့ဆွဲမယ်မင်္ဂလုတ်ဟာတည်ငြိမ်မှဖြစ်တယ်อืมသူတို့မှာစိတ်ထားရမှန်ကန်မှုတရားတော်စစ်ကိုစင်နေတာမဟုတ်ဘူးဆိုတော့တိမ်ငယ်စိတ် ငါတို့ကအောင်မြင်မှာမဟုတ်ပါဘူးအတင်းတမဖန်းစီခံရတာပါပြည်သူတရားလုံးရဲ့အချိန်မီးနှိမ်နှင်းချိန်မှုကြီးကိုတနေ့နေ့တည်းတချိန်ချင်းငါတို့မလို့မသိကြုံရမှာပါဆိုတော့ကိုကူကိုဆိုးရွံ့တဲ့စိတ်တွေကြောင့်မင်းအောင်လိုင်ရဲ့ဖက်စစ်လက်ပါစစ်ပြီးအတုံးချခံလူများဟာအခုဆိုရင်တပွဲပွဲနဲ့ဤပြင်းမှာတို့ဆိုကဲကျွန်တော်ကျွန်တော်ရောက်နေတဲ့အဆက်နေရကရင်ပြည်နယ်နဲ့အဆက်နေရတွေကျွန်တော်တို့စကန်းဖွဲ့ထားတဲ့ကရင်ပြည်နယ်နဲ့အဆက်နေရတွေမှာဆိုရင်အတပြည်ညုံစကန်းလိုမျိုးတောက်လျှောက်စစ်တောင်းမြေကမ်းမှာစကန်းတွေတောက်လျှောက်ပြည်သူတော်လိုင်းတပ်ဖွဲ့တွေကအသိမ့်ပိုင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲ?အာတမ 花大姑得文用几多段？哦，我也是啦，没晓得话。金龙路别讲，陈马姑得文用几笔？啪啪哒哒，慢慢慢慢，几多段？你看喏，多少嘞？慢一点，下一点，下多少个？新源里嘞，用几只手来段？再不许再下，哦，没有七八个。偏偏呢，后面的多些笔。金龙路多没？杨都嘞，呢，咪咪嘞，呢，杨都四看，咪咪四看，杨都搞咪咪搞，杨都也是蛮好笑。快几步，用少欧咪咪少欧都把它围的偏偏呢，金龙路下，边上都也用几页。哪个姑？工人砖瓦，一手呢，你他的裤也好，新源饭店的少奶奶呢？ လွမြောက်ရေးတော်လှန်ရေးကြီးကိုအပြည့်အဝဆင်နွှဲသွားကြရမှာဖြစ်ပါတယ်။ကဲဒီမှာပေါ့နော်ဘူဂျင်းမျိုးစရံနဲ့ပြည်မှာခုချိန်မှာတော့မြောက်လန်တဲ့အုပ်စုအနေနဲ့တရုတ်ရုရှားကိုညီနေပေါ့နော်ကြောထောက်နောက်ခံမှုတွေရရှိနေပြီမဲ့စစ်ကောင်စီတပ်သားတချို့ဟာဆိုရင်စစ်ရဲယွန်းပျက်စီးနေတာပြည်မှာအပေါ်သာဆွေးချင်းခံရတဲ့ ်တသားတရရာဆိုလက်ရှိတန်းစစ်မြေပြမျိုးစာဖြစ်ပေါ်နော်၃လုံးနဲ့ဖြစ်နေကြတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတဲ့အကြောင်းကိုတွန်းနေပြမတိပေးပြောဆိုထားတာဖြစ်တယ်မြောက်နိုင်နဲ့ဒီလိုမျိုးစစ်ပြမမှာ US နေဦးမယ်ဆိုရင်တော့တချင်းချင်းမှာတော့တရင်ပုံကမို့ဒါမှမဟုတ်ကျွန်တော်တို့တွန်းနိုင်ရရဆိုရဲပေါ့နော်ရှင်းလင်းသုံးတင်ချင်းခွဲမယ်ဆိုတာတော့ချင်းတည်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့တမိုးနယ်ကကပေါ်ကျင်းဝမ်းကိုအိန္ဒိယပိုင်နယ်မြေဖြစ်ပေါ်နော် ပြန်ပြီးတော့မှရပ်ယူတင်တယ်ဆိုတဲ့အကြံပြုချက်ကိုတင်သွင်းထားတဲ့အိန္ဒိယလူတော်မှအကြောင်းတင်ဆက်ထားတဲ့တဲ့လင်းလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဲ့ကဘောဆိုင်ဝမ်ဒေတာကိုပြန်လည်သိယူပြီးမဏိပူရာပြည်နယ်အတွင်ထည့်သွင်းပေးဖို့မဏိပူရာအမတ်ကအိန္ဒိယလွှတ်တော်မှအဆိုတင်သွင်းလိုက်ပါတယ်။ချင်းလူမျိုးတွေအများပြားနေထိုင်ကြပြီးအိန္ဒိယမြန်မာနယ်စပ်မှာတည်ရှိတဲ့တမူးမျိုးနယ်ကဘောဆိုင်ဝမ်ဒေတာကိုပြန်လည်သိယူပြီးမဏိပူရာပြည်နယ်အတွင်ထည့်သွင်းပေးဖို့မဏိပူရာပြည်နယ်ပါလီမန်လွှတ်တော်အမတ်လင်းရှမ်းမာဆနာချောင်းဘာကမလ10ရက်နေ့ကကျင်းပတဲ့အိန္ဒိယအထက်လွှတ်တော်အစည်းအဝေးမှာအိန္ဒိယအစိုးရကိုအဆိုတင်သွင်းခဲ့ပါတယ်။ 1834ခုနှစ်ကဘောချိုင်ဝမ်သဘောတူညီမှုနဲ့1826ခုနှစ်ရဏပိုစာချုပ်အရာတတ်မှတ်ထားတဲ့ရော်ကြီးကိုမြန်မာနိုင်ငံအားဆက်လက်ပေးချေစေခြင်းဒါမှမဟုတ်လက်ရှိမြန်မာနိုင်ငံပိုင်နယ်ထဲမှာရှိနေတဲ့ကဘောချိုင်ဝမ်ဒေသကို ပြန်လည်သိမ်းယူပြီးမနီပူရာပြည်နယ်တဲကိုထည့်သွင်းဖို့မနီပူရာပြည်နယ်ပါလီမန်လွှတ်တော်အမတ်လိန်ရှာမာဆနာချောင်းမားကအိန္ဒိယဘဝအစိုးရကို မတ်လ၁ရက်နေ့ကပါလီမန်အထက်လွှတ်တော်အစည်းအဝေးမှာတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။အမတ်စနာချောင်းဘွားကကဘောချိုင်ဝမ်ဒေတာဟာ22တသမ213စတူရန်ကီလိုမီတာကျဲဝန်းပြီး1450ခုနှစ်ကတည်းကမနီပူရာရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခါမနီပူရာရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့ကြောင်း1953ခုနှစ်မတ်လ3ရက်နေ့မှာအိန္ဒိယရဲ့ပထမဦးဆုံးဝန်ကြီးချုပ်ဇဝါဟာလာနေရူးကမြန်မာဝန်ကြီးချုပ်ဦးနုနဲ့ ကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာကဘော်ချိုင်ဝမ်ဒေတာကိုမနီပူရာပြည်နယ်အစိုးရနဲ့တိုင်ပင်မှုမရှိဘဲမြန်မာနိုင်ငံထံကိုလက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြောင်းအခုလိုပေးအပ်ခဲ့တဲ့ဂျဝါဟာလာနေရူးရဲ့လုပ်ရဟာမနီပူရာပြည်နယ်ရဲ့တမိုင်းမှာအမှောင်ဆုံးအချိန်လို့လွတ်တော်မှာဆွဆဲပြောဆိုခဲ့ပါတယ်နေရူးရဲ့လုပ်ရကိုတမိုင်းဝင်အမကြီးတကူလို့သူကခေါ်ဆိုပြီးမနီပူရာပြည်သူများကလည်းဒီလုပ်ရအတွက်နေရူးနဲ့ကွန်ကရက်ပါတီကိုဘယ်တော့မှခွင့်မလွတ်နိုင်ကြောင်းပြောဆိုပြီး ကဘောခြိုင်ဝမ်းဒေတာပြန်လည်သိမ်းယူဖို့ဒါမှမဟုတ်1834ခုနှစ်ကဘောခြိုင်ဝမ်းဒေတာသဘောတူညီချက်အရမြန်မာနိုင်ငံကမနီပူရာဘရင်ခံကိုလာဆယ်ရူပီငွေ900ကိုရော့ကျင်းအဖြစ်ပေးဆောင်ရန်သဘောတူထားခဲ့ကြကြောင်းမြန်မာဘက်ကရော့ကျင်းငွေတွေကိုဆက်လက်ပေးချေနိုင်ဖို့ဂျာဝီစစ်ဆက်တာတွေလှောက်ဆောင်ပေးဖို့မနီပူရာပြည်နယ်ပါလီမန်လွှတ်တော်အမတ်ကအိန္ဒိယထက်လွှတ်တော်မှာအိန္ဒိယအစိုးရကိုအဆိုတင်သွင်းခဲ့တာပဲဖြစ်ပါတယ်ရှင် တဲ့ဒါတော့ဗောနော်ကျတို့တေချာလေးစဉ်းစားကြည့်မယ်ဆိုရင်တော့ကျတို့မြန်မာပြည်သူပြည်သားတွေကိုစော်ကားရောက်တာဖြစ်ပါတယ်။သူတို့တွေနဲ့အခုဆိုရင်ဒီနိုင်ကြဗောနော်ကျတို့မိဘပြည်သူတွေပိုင်ဆိုင်တဲ့နေမည်တစ်ခုကိုသူတို့ကနေမြန်မာမဏိပူရပြည်နယ်ထဲကိုပြန်ပြီးမှသွတ်သွင်းတင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုတာကကျတို့ဗောနော်ဒီမြို့လိုင်းခက်ချက်မှဖြစ်လာတာဆိုတာကိုကျတို့တွေ့ရတာပဲဖြစ်ပါတယ်။ကျတို့ဒီစစ်အာဏာရှင်လူသစုရဗောနော်ဒီလိုမျိုးလှုပ်ဆောင်မှုတွေကြောင့်ခုဆိုရင်အင်းဒီချင်းနိုင်ငံတွေရဲ့မထီတတိ နောက်ရှိထိပေါင်းမှုတွေကိုကျွန်တော်အနေနဲ့ခံရတာဖြစ်ပြမှာဘင်္ဂလားဒေ့ရှ်ကနေပြီးတော့မှလည်းကျွန်တော်ဒီမြန်မာပိုင်ရင်းနဲ့ထဲမှာပေါ့နော်ငါးခုဖားနေတာတွေကိုကျွန်တော်တွေးနေရတာပဲဖြစ်ပါတယ်တေယုတ်ကနေပြီးတော့မှလည်း ကျွန်တော်ဒီမြောက်ပိုင်းမှာဆိုရင်တို့တွေနဲ့တရားစာသားတွေဟိုတူပြီးတော့မှပေါ့နော်တစ်တော်တွေကိုလည်းတို့နိုင်ငံတဲ့ကိုပြန်ပြီးတော့မှထုတ်သွားကြတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်ပဲပေါင်းစွမ်းအနေနဲ့ပြီးတော့မှတိုက်ခိုက်ခံရတဲ့ကိုတွေ့ရပဲဖြစ်ပါတယ်မြောက်နိုင်တို့အစုအနေနဲ့ဒီလိုမျိုးဆက်ပြီးတော့မှအာနာယူနေဦးမယ်ဆိုရင်တော့ပေါ့နော်ကျွန်တော်ပြည်တွင်းသားအမကပြီးပွားမှာလည်းဒီစစ်အာနာရှင်ကိုလိုလာတဲ့အုပ်စုတွေကနေပြီးတော့မှကျွန်တော်မိဘပြည်သူတွေပေါ်မှာကိုသွေးဆုပ်ပြီးတော့မှပေါ့နော်အနိုင်ကျင့်ဖို့ကြနိုင်မယ်ဆိုတော့ကျွန်တော်ခုဆုံးပြောလို့ရနေတာဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ပေါ်မိုက်ကွာကြော်ဆိုးကနေပြတော့မှကျောင်းကျွေးရစခိုင်အေနဲ့ပုံတဖို့နေရလက်ထဲအောင်မြောက်သေးဘူးဆိုပြမပါနော်ပရိပရာတွေထထပြောထားတဲ့ဟာလဲကျတော့တစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ရခိုင်ပြည်နယ်ကနေပြီးတော့ကျွန်တော်ဒီပြည်မာတဲ့ကိုဝင်တဲ့လမ်းကြောင်း၃ခုမှာဆိုရင်တိုက်ပွဲအပြင်းထန်ဆုံးနေရာကိုပြပါဆိုရင်လက်ရှိဒီတောက်ကုန်းနဲ့ ဒါအုံချစ်ပင်ဧရိယာရဲ့တိုက်ပွဲတွေကအပြင်းထန်ဆုံးနဲ့ရခိုင်လက်နက်ကိုင်ဘက် A ရဲ့အင်အားအများဆုံးအသုံးပြုပြီးတော့တိုက်ခိုက်တဲ့နေရာလို့ပြောရမှာဖြစ်ပါတယ်။တစ်ဖက်မှာကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ရာဝီတိုင်းရဲ့အဆက်မှာဆိုရင်စစ်သွေးကြွတွေရဲ့ဒီစစ်ဦးကိုကျွန်တော်တို့ချိုးနိုင်ခဲ့တယ်။လက်ရှိကျွန်တော်တို့ဥချိုးနိုင်လိုက်ပြီ။ပြောတာပဲနော်။ဒါကျွန်တော်အန်းနဲ့ဒါကျွန်တော်အန်ပဒန်လမ်းမိုက်မှာဆိုရင်လည်းပဲဒီနေကြားပေါ့ဗျာနေကြား။အဲ့မှာရှိတဲ့စစ်သွေးကြွ A ရဲ့လှုပ်ရှားမှုကိုတက်မလို့ကကောင်းကောင်းထိချုပ်နိုင်တယ်။လက်ရှိတော့ကျွန်တော်တို့အကြဒီလက်ရှိတော့ဒီတောင်ကုန်းနဲ့အုံချစ်ပင်ရဲ့တကြောပေါ့ဗျာ။အဲ့ဒီတကြောမှာဆိုအကြံဖတ်တွေရဲ့လှုပ်ရှားမှုကဒါကျွန်တော်တို့အချိန်ကိုကောင်းနေစေဖြစ်တယ်လို့ပြောရမှာဖြစ်ပါတယ်။ကောင်းနေတယ်ပေါ့ဗျာ။အဲ့တော့ ဒီဒီအုပ်ချုပ်ရေးအေရိယာကနိုင်ငံတော်အတွက်အရေးကြီးတဲ့ကျွန်တော်တို့စက်ရုံလေးရှိတယ်အကြပ်တ်သမားတွေရဲ့ရည်ရွယ်ချက်ကတော့တို့ဒီနေရာကိုတို့ထိန်းချုပ်နိုင်ဖို့ဖျက်ဆီးနိုင်ဖို့တို့ဒီလိုမျိုးရည်ရွယ်ထားပုံရပါတယ်ဒါကြောင့်လဲအကြပ်တ်သမားတွေကအကြပ်တ်သမားတွေကတို့ဒါအုပ်ချုပ်ရေးအေရိယာမှာတို့အင်အားအလုံးကြီးနဲ့တို့တိုက်ခိုက်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုကျွန်တော်ရဲရဲဆက်ဆက်နေနေရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီအေရိယာကကျွန်တော်တို့နိုင်ငံအတွက်အရေးကြီးတဲ့အရေးပါတဲ့ နေရာဖြစ်ပါတယ်တိုက်ပွဲတွေကတော့ကျွန်တော်တို့ပြင်းထန်နေဆက်ဖြစ်တယ်စစ်သွေးကြော A ကတော့အဲ့ဒီ area မှာကျွန်တော်အင်အားအလုံးကြီးနဲ့တို့ဒါတိုက်နေရလို့တော့ကျွန်တော်တို့သိရပါတယ် တော့ကျွန်တော်တို့အရေးပါတဲ့အရေးကြီးတဲ့နေရာကိုတင်ပြတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ဒါစစ်တွေနဲ့တောက်ဖြူဘက်မှာတော့အကြမ်းဖက်သမားတွေရဲ့စကန်တွေကိုတက်မလို့ drone တပ်ဖွဲ့တွေကကျွန်တော်တို့ဒေါက်လျှောက်ချေမိုးနိုင်တယ်။အကြမ်းဖက်သမားတွေအဲ့ဒီဘက်မှာကျွန်တော်တို့ထိခိုက်ကြာဆုံးမှုများတယ်။ကျွန်တော်တို့ဒီစစ်တွေနဲ့တောက်ဖြူ area မှာဆိုရင်တော့အဲ့ဒီအတိုက်ပွဲမှာဆိုရင်တော့ကျွန်တော်တို့ဘာမှအစိုးရမရှိဘူး။တက်မလို့ကတော့အကြမ်းဖက်သမားတွေရဲ့ကျွန်တော်တို့စကန်တွေသူတို့ရဲ့ထောက်ဖို့လမ်းကြောင်းတွေကိုဒေါက်လျှောက်ကျွန်တော်တို့ဒါတက်မလို့ drone တပ်ဖွဲ့တွေကဒေါက်လျှောက်ကဲထောက်ပြီးတော့ဒေါက်လျှောက်ကိုချေမိုးနိုင်တယ်။ ဒီမှာကျော်စိုးပြောပုံရတော့ကျတို့တော်လိုင်းရာစုတွေကနေပြမှာခုဆိုရင်ညောင်ကျိုးရဲစကားကိုမရယုံတင်မှာက A ကနေပြမှာတင်ပိုက်ထားတယ်ပေါ့နော်သူတို့နေမျိုးတွေလည်းစစ်ကောင်စီကနေပြမှာပြန်လဲရယူနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကျတို့တွေ့ရပဲဖြစ်ပါတယ်ဒီကောင်တွေကတော့အခုချိန်ထိပေါ့နော်တရင်မှန်ကိုတမမဖို့ပြရဲပဲနဲ့ဂျင်းတရင်တွေပေးပြပါသူတို့ဘောမတွေပြန်ပြမှာ what happen ပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒါကကျိုးရုံနဲ့ပေါ့နော်အခုညောင်ကျိုးရဲစကားကို A ကနေပြမှာတင်ပိုက်ရရှိပြီးပြီဆိုပြမှာ တယ်ဝင်ထုတ်ပြန်လိုက်တာနဲ့ဒီကောင်တွေကတော့အားလုံးရေလုံတို့ပြိနေမယ်ဆိုတာတော့ကျွန်တော်တို့ချင်းတိပေါ်ပြောလို့ရတာဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်အရင်ကလည်းအေကနဲ့ပြတော့မှစစ်ကောင်စီရဲ့ဒီနပါခါတို့အမျိုးကိုအလုံးစုံတင်ပိုက်ပြီးပြီဆိုပြီးတော့မှမချညာခင်တိသူတို့ရက်ွက်ကနေပြီးတော့မှလုံးဝမကြသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြန်ပြီးတော့မှတောင်းချိပွားပြောဆိုတာတွေရှိလာတာမလို့ကျွန်တော်အေရဲ့ထုတ်ပြန်ချက်သာအတိထွက်လာခဲ့မယ်ဆိုတော့ဒီကောင်တွေရက်ွက်ကတော့မျက်နှာတော့မပြရတော့ပဲနဲ့ပေါ့နော်အာမချောင်ရတဲ့အဆင့်ကိုရောက်သွားမယ်ဆိုတာတော့ကျွန်တော်ရရဲ့ကြီးပြောလို့ရနေတာဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပသားတကောင်နဲ့ပြီးတော့မှဟိုတော်လောရပဲပေါ့နော်ကျွန်တော်တော်လန်ရဆုတဲ့နေပြီးတော့မှနထိုးကြီးမှာစစ်ကောင်စစ်စစ်ကြောင်းလိုက်ကိုပြုတ်ထက်တော့တိုက်ခိုက်နေခဲ့လို့တော်တော်လေးပေါက်ကွယ်နေတာဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးခြေကွက်လောက်မျိုးဆွန်နဲ့အားချောင်းမလဲဆိုတာချစ်လိုက်ရအောင်နော်ကဲနထိုးကြီးမှာနော်ကလားဖျားပွဲလှည့်တဲ့ကိစ္စလीနော်ရဟခန်ရှင်ပြူလူလူဘာလို့လဲစီတန်းလက်လက်ပြီးတော့ရင်းမြဖက်မြလို့တဲ့ကိစ္စလေးကိုနင်တို့စစ်တပ်ကနေပြီးတော့စောက်တုံးမကြတဲ့အကြီးကြီးရှင်းသားမအောင်อืมနော်ဘလိုင်းပြောပြီ ရွာတိုင်းရွာတိုင်း PDF ရွာတွေအင်မတန်မှအနေကြီးမားတဲ့ danger zone လိုနေရာမျိုးမှာကလားဖျားပွဲလှည့်လို့လှည့်နေတာ။မင်းတို့ကောင်တွေအုံနောက်ရောရှိသေးရလားအဲ့မှာစစ်စင်ရင်ဆင်းနေတဲ့ဟိုအထက်ရာရှိတယ်။ဟမ်မိကိုမူခလေးကလားခလေးတွေသွားပြီးတော့စစ်တိုက်ခိုင်းတော့မှဒီလိုနေရာမှာဒီလိုမျိုးမလုပ်ဘူး။နော်စောက်ပြစ်ပြောတယ်ဆိုလို့ရင်စောက်ပြစ်ဖြစ်ဖို့မင်းတို့ဟာဘလိုင်းတယောက်တူးတင်းကိုတင်ချကြလို့တူးချင်းကိုရင်တိုက်ပွဲဖြစ်လို့ကြတာလက်ခံပြီးလို့ရတယ် ဒီလိုဘလိုင်းကြီးအဆုံးရှုံးခံနိုင်စရာအကြောင်းကိုမရှိဘူးငါတို့ကတော့နှမျောတယ်ကွာနော်တစ်ဖက်မှာတက်မတော်ကအင်အားတုံးပြီးတော့တိုက်တာရန်သူတော်တရာတို့200တို့နော်လက်နက်80 80တို့နော်တစ်ဖက်ဖက်မှာဗမော်မှာဆိုလို့ရှိရင်ဟာအားရချက်ဒီအားရချက်ဒီနော်တန်တလန်မှာဆိုလို့ရှိရင်ဟာအားရချက်ဒီဒီလိုမျိုးပျော်ရွှင်နေရမယ့်အချိန်မှာဘလိုင်းကွာမင်းတို့ဒီလိုမျိုးဖြစ်တာဟမ် မင်းတို့ကောင်တွေဒီနေရာတွေကိုမြေလှမ်းခြင်းမြေလှမ်းပြစ်ရှေ့မြကြွားတွေအကုန်ဖျက်ဆီးပြစ်ငါတို့လက်ခံတယ်ဒါအကုန်တပုံရွာကြီးပဲမစိုးတပုံနဲ့မလုံးနဲ့နော်လှမ်းညာရှိရလှမ်းပစ်ပစ်ဘုံကျဲပြစ်အကုန်လုံးရှုပ်လို့ဒီကောင်တော့ကျွန်တော်ပေါ့နော်အရာရီတရွာတွေကို PDF ရွာတွေဆိုပထမစစ်ကောင်စီကိုပြန်ပြန်မှာဘုံကျဲမှုတွေစစ်တိုက်လို့ဆောင်ဖို့ဝါရဖြန်လုံးဆောင်နေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်နောက်ထပ်ကြီးဖြစ်စင်မှာတော့စစ်ကောင်စီသူတို့ဘုံမှုတွေအားစားလို့ပေါ့နော်အကုန်လုံးက တည်ကျပြစမှုတွေများခဲ့တာပြမဒီစပွဲမှာလော်ပြီးတဲ့တိုက်ကတော့ဂျေကွက်လောက်မြင့်နေတော့ကျွန်တော်တွေ့ရှိတာပဲဖြစ်ပါတယ်ဒီလိုမျိုးဖြစ်စင်အောင်ဆိုရင်ဘုဒ္ဓလင်မှာကျွန်တော်တို့တော်လိုင်းရဲဆိုတဲ့အနေနဲ့ပြမစစ်ကြောင်းလိုက်ကိုပြုတ်ထွက်သွားအောင်တိုက်ထဲဝင်နိုင်ခဲ့တယ်ပေါ့နော်ဖြစ်စင်ရပြီးဒုတိယမြောက်လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီစပွဲမှာလော်ပြီးတဲ့တိုက်အနေနဲ့တော့ဒီတဲ့ပူပြမဆိုရတဲ့ဒီဖြစ်စင်မျိုးကိုလည်းပေါ့နော်ကျွန်တော်ဘက်ကနေပြမပြသပေးသွားမယ်ဆိုတဲ့အကြောင်းကိုလည်းဒီနေ့ကနေထပ်ပြီးတော့မှအသေးပြောလို့ပါတယ်ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီရနေပြတော့မှ ကနေလေပူပေါင်းတပ်ဖွဲ့ဝင်တွေရတယ်ပြတော့ပူလူသူစခန်းကိုတင်ပတ်ရရှိပေးတဲ့နောက်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ့နော်ထိုင်းဘက်ကိုထွက်ပြေးတော့ပြတော့ထိုင်းရဲစိုးရကနေပြတော့လူသားချင်းစာနာမှုနဲ့ခလုံခွင့်ပေးထားတယ်ဆိုတော့တော့ပြန်ချက်ထွက်လာပြတဲ့နောက်ပိုင်းမှာဘလူမျိုးတွေပြောထားလဲဆိုတော့ကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီတည်င်းတစ်ခုကိုတက်လာတဲ့အချိန်မှာကျွန်တော်တော်တော်ယူတုံးမရဖြစ်မိတယ်နော်အခုထိုင်းဘက်ကဒီစစ်ဆောင်ဒုက္ခတွေတွေဆိုဘလူပုံစံမျိုးလက်ခံနေဆိုတော့အဲ့ဒီမယ်ဆက်နမ်းမှဖြစ်တဲ့တိုက်ပွဲရှိမှအဲ့ဒီမယ်ဆက်နမ်းမှတိုက်ပွဲဖြစ်လို့ပြည်သူတွေထွက်ပြေးလာရင်အဲအဲ့ဒါဆိုရင်တော့တို့ စစ်ရှောင်းအဖြစ်လက်ခံပြီးတော့ခဏခလုံးပေးတယ်။ဒါပေမဲ့လို့အပြင်ကနေအခုလာမယ်။ဥပမာဗျာဇကိုင်းမှာရန်ကုန်ကဇကိုင်းမှာနေတဲ့လူဇကိုင်းမှာနေလို့မရအောင်လိုက်ဖမ်းတယ်ဘလို့မှနေလို့မရအောင်ထွက်ပြေးတာ။အထွက်ပြေးတဲ့အချိန်မှာသူ့မှာဒီဘက်ကိုတော်ပြေးနိုင်မရဘူး။အခြားဒေသဘယ်ဒေသတွေကဖြစ်ဖြစ်တိုက်ပွဲအင်းနယ်ဆက်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြေးလာတာနဲ့ဒါဟာနိုင်ငံချက်တော်ခုနဲ့တရားမဝင်နိုင်ငံချက်တော်မှုနဲ့ဖမ်းဆီးတယ်။ပြီးလို့ရှိရင်အဲ့ဒီစစ်ကောင်စီရဲ့လက်ထက်ကိုကော့တောင်းကနေပြတ်ထည့်ပေးတယ်။အဲ့တော့လက်ရှိမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုဝင်လာတဲ့ခိုးဝင်တွေအားလုံးရဲ့80ရာခိုင်နှုန်းလောက်တည ထိုင်းနိုင်ငံမှာကိုကျိုးစည်းဝါးရှာခြင်းလို့လာတဲ့လူတွေပေါ့ပေါ့စစ်ဘက်ဒီမတရားစမှုတန်းဥပဒေပြီးလို့ရှင်ပေါ်တာဆွဲတယ်ပြီးတော့တိုက်ပွဲများစတဲ့ဒီမြန်မာအာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်နေလို့မရလို့ထွက်ပြေးလာတဲ့လူဟာအနည်းဆုံး80ရာခိုင်နှုန်းတော့ရှိပါတယ်အဲ့တော့ဒီလူတွေအားလုံးကြတော့လူသားချင်းစာနာမှုဆိုတဲ့ခေါင်းစဉ်အောက်ကိုတရားမှမရောက်ခဲ့အောင်အစိုးဆုံးကဘယ်လောက်ထိစိုးလဲဒီလူတွေကိုဖမ်းပြီးလို့ရှင်နော်စစ်ကောင်စီလက်ထဲကိုပြန်ထည့်တာကအင်မတန်ကျုပ်ဆိုးအကြီးအကဲလှုပ်ရည်ဒါဟာဟုတ်တယ်နော်တောင်တောင်တင်းတင်းထိုးပေါက်နေတာ ဒီပြည်သူတွေကိုဒီလက်ထဲကိုထည့်လို့ရှိရင်ဒီလူတွေဒုက္ခရောက်မယ်ဆိုတာတည့်ရဲ့တန်းနဲ့ကျွန်တော်တို့ပြည်သူတွေကထဲ့ကကြည့်နေတာအဲ့ဒီပေါ်မှာเนาะပြောဆိုမှုတွေဝေရကတော့အခြားနိုင်ငံတွေကနေထိုင်းတိုင်ရုပ်ရှင်မှာစန္ဒပြမှုတွေနည်းနည်းပါးပါတွေ့ခဲ့ရတယ်ဒါကတော်တော်ဆိုးတဲ့လူတွေကဘာကြီးရလဲဒါကြီးကိုထိုင်ကြည့်နေတာမဖြစ်နေဘူးထိုင်းဆိုးရနေတဲ့ကလည်းဒါကိုတိတိကျကျနားလည်လာအောင်မြန်မာဘက်တောင်ဝင်ရှိနေတဲ့လူတွေချင်းကပြီးပြောလို့ဒီနေရာမှာထိုင်းနဲ့ပတ်သက်ပြီးတော့ AMG အစိုးရအနေနဲ့ပြောချင်တာကထိုင်းကိုဝင်ရောက်ဖိုးပေါက်နိုင်တဲ့အင်အားတွေရှိပါတယ်ဟိုဘက်လိုလိုဒီဘက်လိုလိုနေတဲ့ဟာလေ ကျွန်တော်တို့ကအဲ့လိုအင်အားတွေကိုလုတ်ပိုက်ခွင့်ပေးတဲ့နေရာတွေပေးပြီးတော့ထိုင်းဆိုးရထံချင်းကပ်ဖို့လိုအပ်ပါတယ်။နောက်တစ်ခုကကျွန်တော် nested data တွေမှာပြက်ပြက်သားသားစည်ရင်းပေါ်ဆောင်မှုတွေလုတ်ပြီးတော့နေပြည်တော်ဆုံးမှုရအောင်လုပ်ဖို့အရေးကြီးပါတယ်။ကျွန်တော်တို့တနင်္လာနေ့တိုင်းနဲ့ကရင်ပြည်နယ်မှာရှိတဲ့တိုင်ရင်တပ်ဖွဲ့တွေကိုဒီတော်လိုင်းကာလတစ်ချောင်းလုံးကိုပြည့်ရင်ပြီးဘာကြောင့်ထောက်ပံ့ခဲ့လဲ။နောက်သခိုင်းဘက်မကွေးဘက်ကရင်ပြည်ဘက်အေရဝတီဘက်ရန်ကုန်ဘက်စတဲ့ပြည်အဲ့ဒီဘက်တွေဆိုရင်ကျွန်တော်တို့ငွေကြေးပဲပို့ဆောင်နိုင်တယ်။ဒါပေမဲ့ဒီဘက်ချမ်းတွေဆိုရင်ကျွန်တော်တို့ရိတ်ခါတွေပြင်မဲ့ခံပြီးလိုက်စုတာတွေ ဲ့ဒီမှာရှိတဲ့စစ်ဘေးရှောင်တွေအတွက်ပေါ့နောက်တစ်ခုကအဲ့ဒီ data အတွက်ဒီပြည်သူတွေနေပြည်စိုးမိုးထားနိုင်ပြီဆိုရင်ခိုင်းတဲ့ဆက်ဆံရေးတွေအများကြီးပြောင်းလဲနိုင်တယ်နော်ရှင်းပြကဘာကြီးကလည်းနိုင်ပြီးကိုရွေးလောက်တော့မဟုတ်နိုင်တဲ့ကောင်မယူဘူးအဲ့တော့ကျွန်တော်တို့တွေကနိုင်တယ်ကိုအရေးကြီးတယ်နိုင်ဖို့အတွက်ကျွန်တော်နေပြည်တွေစိုးမိုးထားနိုင်တယ်မယ်ခိုင်းတဲ့ဆက်တောက်လျှောက်ကိုကျွန်တော်ဒေါ်လာရင်းအင်အားစုတွေဘက်ကစိုးမိုးထားနိုင်လိမ့်မယ်ဆိုရင်ခိုင်းရဲ့ဆက်ဆံရေးတွေတမျိုးတစ်ပုံပြောင်းလဲနိုင်တယ် ီမှာကိုစီပြောတော့တာတွေအရင်အောင်ကောင်းတယ်နော်ကျွန်တော်တို့အနေနဲ့ကတော့အခုဆိုရင်ထိုင်းနိုင်ငံနဲ့ချင်းတိဆက်နေတဲ့စစ်ကောင်စီစစ်ကောင်တွေအားလုံးကိုတင်ပိုက်စုမှုဖို့လိုနေတာဖြစ်ပြီးတော့မှဒီလိုမျိုးစစ်ကောင်စီအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီထိုင်းနဲ့ပူးပေါင်းပြီးတော့မှပြည်သူပြည်သားတွေပေါ်မှာရစီရုံမာတဲ့နေလောင်တွေကိုအုံပြနေတာတော့ဆရာစုမှုကိုအဖြစ်မတင်တင်ချိုးဖောက်ပြီးတော့မှလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်နိုင်ငံတကာဖွဲ့စည်းတွေနဲ့လည်းပေါ့နော်ထိုင်းရလို့ရပုံမှာတေချာလို့ဆောင်ကြည့်ပြီးတော့မှဖျားပေးမှုတွေလုပ်တင်တာဖြစ်ပါတယ်ဘလို့လဲဆိုတော့ကျွန်တော်ခုဆိုရင်စကောင်စီနေနဲ့ပေါ့နော်ပြည်တွင်းကနေပြီးတော့မှဒီလိုပေးထားတဲ့ ထိုင်းရောက်ပြီးသူတွေပေါ်မှာထိုင်းအစိုးရကိုအကူအညီလမ်းတောင်းပြီးတော့မှအခုဆိုရင်စစ်ကောင်စီတွေပေါ်တော့နေထိုင်းကနေပြီးတော့မှတတတဲ့စုဆောင်ပေးနေတယ်လို့မျိုးလို့ဆောင်နေတာကိုကျွန်တော်တို့တွေ့ရပဲဖြစ်ပါတယ်ဒါကရင်းနှီးသူဝါကိုထိုးနေတဲ့ဖြစ်စဉ်မျိုးဖြစ်ပြီးတော့မှစစ်ကောင်စီအနေနဲ့ပေါ့နော်ထိုင်းကိုအားကိုးပြီးတော့မှကျွန်တော်တို့ပြည်သူတွေကိုခြံနေနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတော်လိုင်းမှာတော့ အနေနဲ့ရမရှိတဲ့တော်လိုင်းရဆူတွေစူပေါင်းပြီးတော့မှစစ်ကောင်စီကိုမဖြုတ်ချနိုင်ဘူးဆိုရင်တော့ဒီလိုမျိုးဆက်ပြီးတော့မှပေါ့နော်ပြည်သူတွေကခါစီခါနိုင်မှဖြစ်တယ်ဆိုတဲ့အကြောင်းလည်းဒီနေ့ကနေပြောလို့ပါတယ်ဆိုတော့ကျွန်တော်မြို့ပပြည်သူတွေအားလုံးပေါ့နော်အခုချိန်မှာတော့တစုတစည်းတန်းနဲ့စစ်ကောင်စီကိုဒီနေ့ထဲမှာပြည်ဖြုတ်ချနိုင်ဖို့လွန်နေပြီဆိုတဲ့အကြောင်းကိုတီးပြပြောချင်တယ်ကျွန်တော်ဒီနေ့မှာပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်စအောင်ကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းမချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်လေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်